င်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်ရဲ့မြန်မာစပော့မီဒီယာကနေကြိုးစားလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ်အဲ့နောက်ဆက်နေနဲ့ယူကာရက်စ်တို့အပြောင်းရွှေ့သတင်းထွက်နေချိန်မှာနူးညက်စ်ကိုရောင်းပြီးတိုက်စစ်မှုရှာမဲ့လီဗာပူးကပါအဆိုပါစပော့တင်တိုက်စစ်မှုကိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ပါတယ်အာဆင်နယ်တင်းကတောင်ပိုင်းကစားသမားစာကာရဲ့အရန်အဖြစ်ချယ်ဆီတောင်ပိုင်းကစားသမားမန်တူကီကိုခေါ်ယူလို့နေတယ်လို့ချယ်ဆီကလည်း ST ဘာအိုအတွက်နေရာကြိုရှင်းချင်နေရာကြောင့်မန်တူကီကိုရှင်းထုတ်သွားနိုင်ပါတယ် အာဆင်နယ်တင်းကတော့အေဂျင့်နောက်ခံလူဟတ်တိုကိုခေါ်ယူနိုင်ဖို့အပြစ်ယုံကြည်စိတ်ချနေပြီးပေါင်တန်း40လောက်ထိအသုံးပြုရမှာပဲဖြစ်ပါတယ်။အာဆင်နယ်တင်းကတော့ရီယယ်တာမန်ကစားသမားရိုဒရီဂိုကိုခေါ်ယူလို့နေပြီးပေပေါင်82တက်တမ5တန်းထက်ပိုအသုံးပြုမှာမဟုတ်ကြောင်းသတင်းရရှိပါတယ်။မန်ယူသင်းရဲ့နောက်ထပ်ကွင်းလည်ပြတ်မှတ်တစ်ခုကတော့ Club Brugge မှာ Jack Harry ဖြစ်ပြီးပြောင်းရွှေ့ခြင်းပေါင်25တက်တမ6တန်းခန့်ကုန်ကျခံရမှာပဲဖြစ်ပါတယ်။ Leicester အသင်းကွင်းလည်ကစားသမား Antity က Everton Man U စတဲ့အသင်းတွေရဲ့ပြတ်မှတ်ဖြစ်နေပြီး ပေါင်9သန်းဆိုတဲ့စာချုပ်ဖြတ်သိမ်းခြင်းနဲ့အသင်းကထွက်ခွာခွင့်ရရှိထားပါတယ်။မန်စီးတီးသင်းသီးပြဂွာဒီယိုလာကဗာစီလိုနာအသင်းကိုယ်တော်မှာတာစတီဂန်ကိုခေါ်ယူလို့နေပြီးယူရို15တန်းလောက်နဲ့ခေါ်ယူခွင့်ရရှိထားပါတယ်။ကိုယ်တော်ရီဒေါခပေးနေတဲ့ချယ်ဆီနဲ့မန်ယူတို့ကလည်းအဆိုပါဝိုင်းကိုယ်တော်ကိုကိုစီဆက်သွယ်မှုတွေပြုလုပ်နေကြပါတယ်။ဒီပါဟိုအသင်းကဝီလျံကိုခေါ်ယူဖို့စ조사နေခဲ့ပြီးတော့စ조사နေတဲ့ဘာစီလိုနာရဲ့လောက်ရက်ကိုစိတ်ဆိုးနေပြီးတော့ဈေးချောင်ချောင်နဲ့ရောင်းချသွားမှာမဟုတ်ကြောင်းအသိပေးထားပါတယ် မန်စီးတီး၊ချယ်ဆီနဲ့မန်ယူတို့ကလည်းအဆိုပါစပိန်သားကိုစိတ်ဝင်စားနေပြီးကမ္ဘာကလပ်ပြိုင်ပွဲအပြီးကိုစီလှူရှားကြမှာဖြစ်ပါတယ်။လိုင်လီတင်တိုက်စင်မှုဂျိုနသန်ဒေးဗစ်ကာရော့စ်ပါတင်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီးအလော့ပြောင်းရွှေ့ခွင့်ရရှိထားပါတယ်။အက်စတွန်ဗီလာတင်ကရော PS စာစီမီနဲ့ကိုင်းကြီးစေဖို့အတွက်ယခုလမကုန်ခင်အသင်းကစားသမားရောင်းချမှုကနေပြီးတော့ပေါင်တန်30အထိအချိန်မီရှာဖွေဖို့လိုအပ်နေပါတယ်။ AC Milan တင်ကဘာစီလိုနာတင်နောက်ခံလူခရစ်စတီရန်ဆန်ကိုခေါ်ယူလို့နေပြီးတော့ ်ဘာစီလိုနာကလည်းရှော့ဈေးနဲ့ရောင်းချဖို့ပြင်ဆင်ထားပါတယ်အင်းစီမီလန်တင်ရကစားဒါရိုက်တာအီလီတာရီကတော့ရီယယ်တင်ကွင်းလည်လူဟောင်းမိုးထရစ်ရဲ့အပြောင်းအရွှေ့ကိုအတည်ပြုသွားခဲ့ပါတယ်မိုးထရစ်ကတော့ကမ္ဘာကလပ်ပြိုင်ပွဲမပြီးဆုံးခင်အထိရီယယ်ကနေထွက်ခွာခဲ့ရမှာမဟုတ်သေးပေမဲ့အင်းစီမီလန်တင်ကတော့အခုပြိုင်ပွဲမစတင်ခင်ကလေးကမိုးထရစ်နဲ့ဂျိုတင်ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့ပါတယ်အီလီတော်ရီကပီကရဲနှစ်ခရဲကအတင်းအတွက်ခေါင်းဆောင်တယောက်လောက်ထပ်ခေါ်ဖို့ကျွန်တော်တို့ဆွနစ်ခဲ့ချဘူးပါတယ် အခုမော်ဒရစ်ကိုကျွန်တော်တို့ခေါ်ယူလိုက်နိုင်တာကအဲ့ဒီကွက်လပ်ကိုဖြစ်စည်းနိုင်လိမ့်မယ်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်။သူကကမ္ဘာအဆင့်နေရာတစ်ခုမှာဘာလဲဆိုတာအကြိမ်ကြိမ်သက်သေပြခဲ့ပြီးသူတယောက်ပါ။သူနဲ့ကျွန်တော်ကစားစကားရီပြောဆိုကြည့်တော့လေသူကလူငယ်တယောက်လိုပါပဲ။ထပ်ပြီးရှင်ပြိုင်လိုနေသေးတဲ့စိတ်ဆွမ်းအားပြင်းပြမှုတွေကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။အသက်36နှစ်အရွယ်ရှိမော်ဒရစ်ကအစောပိုင်းကရီယယ်ရဲ့နောက်ထပ်ကာလတို့စာချုပ်မျိုးထပ်မံချုပ်ဆိုလိမ့်မယ်ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အခုတစ်ခေါက်အတည်ပြုချက်အရ AC Milan အသင်းထံကသာပြောင်းရွှေ့လာတော့မှာပဲဖြစ်ပါတယ်2025ဥရောပ U21 အချန်ပီယံရှစ်ပြိုင်ပွဲ semi final ပွဲစဉ်တွေမှာအင်္ဂလန်အသင်းနဲ့ဂျာမနီအသင်းတို့အနိုင်ရပြီးဘောလုံးပွဲတက်ရောက်ခဲ့ပါတယ် semi final တွေမှာအင်္ဂလန်အသင်းကနယ်သာလန်အသင်းကို2ဂိုး2ဂိုးဂျာမနီအသင်းကပြင်းထန်အသင်းကို3ဂိုး3ညာနဲ့အရင်နိုင်ရခဲ့တာပါအင်္ဂလန်အသင်းတွတ်တော့2ဂိုးစလုံးကိုအယ်လီယက်ကသွင်းယူခဲ့ပြီးနယ်သာလန်အသင်းကအိုဟိုင်းယိုက2ဂိုးသွင်းခဲ့ပါတယ်ဂျာမနီအသင်းရဲ့ဂိုးတွေကိုဗိုင်ဘာဗော်တမာဒယ် ဂရူဒါတို့ကသွင်ယူပေးခဲ့ပါတယ်။လက်ရှိချန်ပီယံအင်္ဂလန်တင်းကတော့ဘောလုံးပွဲကိုနှစ်ချိန်ဆက်တိုက်တက်ရောက်ခဲ့ပါတယ်။ဂျာမနီတင်းကပြိုင်ပွဲနောက်ဆုံး၅ချိန်မှ၄ချိန်မြောက်ဘောလုံးပွဲတက်ရောက်လာတာဖြစ်ပါတယ်။ဇွန်လ28ရက်မှာကစားမဲ့ဘောလုံးပွဲမှာတွေ့ဆုံနေတဲ့နှစ်တင်းစလုံး၃ချိန်စီပိုဆွဲထားပြီးအနိုင်ရတဲ့အတင်းကဒုတိယအောင်မြင်ဆုံးအဖြစ်လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ပါလိမ့်မယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ဒီကနေ့မနက်ကစားခဲ့တဲ့ကလပ်ကပဖလားပွဲစဉ်တွေမှာတော့ Dortmund 1-0 Ulsan Hyundai ပွဲပြီးရလက်ဖြစ်ပါတယ်။ ပွဲချင်းတစ်ချောင်းလုံးဒေါမွန်ကသာအူဆန်ဟွန်တိုင်းကိုအသာစီရယူကစားခဲ့ပြီးပထမပိုင်းပွဲချင်းအတွင်းမှာဆိုရင်တော့ပြိုင်ဘက်ဂိုးပေါက်စီချင်းချောက်မှုများစွာပြုလုပ်နိုင်ခဲ့ပါတယ်။ဒေါမွန်အတွက်အနိုင်ဂိုးကိုလည်းကွင်းလေကစားသမား Seven စင်ကပထမပိုင်းပွဲချင်းအတွင်းမှာသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့အူဆန်ဟွန်တိုင်းရဲ့တံပြန်ဖိအားပေးမှုအချို့မြင်တွေ့ရပြီးမြဲဒေါမွန်ခန့်စစ်ပိုင်းကိုခက်အခဲကြီးကြီးမားမားမဖြစ်စေခဲ့ပါဘူး။အခုအနိုင်ရလဲကြောင့်ဒေါမွန်ကအုပ်စုပထမ မှာ Melody Sundown နဲ့ဂိုမရှိတဲ့ကြခဲ့တဲ့ Fluminense ကအုပ်စုဒုတိယနေရာနဲ့ရှုံးထွက်အဆင့်စီတက်ရောက်လာပါပြီ။ Mexico Club Monterrey အသင်းကတော့ Japan Club Urawa Reds Diamonds အသင်းကိုဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်။တစ်ဖက်ပွဲစဉ်မှာ Inter Milan အသင်းက Republic အသင်းကိုအနိုင်ရခဲ့တာကြောင့် Monterrey အသင်းကအုပ်စုဒုတိယနေရာရရှိသွားခဲ့ပြီးရှုံးထွက်အဆင့်ကိုတက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာတော့ Monterrey အသင်းက Bundesliga ထိပ်သီးတော်မှအသင်းနဲ့ ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့ Inter Milan အသင်းကတော့ Fluming Nice နဲ့အသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။တယောက်ရော River Plate ကိုအနိုင်ကစားပြီးအုပ်စုပထမနေရာကနေနောက်တစ်ဆင့်ကိုတက်သွားတဲ့ Inter Milan ရဲ့အကြောင်းလေးကိုဆက်ပြောခြင်းပါတယ်။ Inter Milan River Plate 2-0ပွဲပြရလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းကတော့ပထမပိုင်းတစ်ပိုင်းလုံးနီးပါးတိုက်စစ်စင်ကစားခဲ့ပေမဲ့အခွင့်အရေးဖန်တီးနိုင်မှုအားနည်းခဲ့သလိုရရှိလာတဲ့အခွင့်အရေးနှစ်ကြိမ်ကိုလည်းတိုက်စစ်မှု Esposito ဖြုံးတိပစ်ခဲ့ပါတယ်။ ရီပါဘလစ်ကတော့အနိုင်ရဖို့လိုအပ်နေပေမဲ့တိုက်စစ်အတော်လေးအားနည်းနေရကြောင်းအင်တာခန့်စစ်ကိုထိုးဖောက်ဖို့အတော်လေးရုန်းကန်ခဲ့ရပါတယ်ဒုတိယပိုင်းမှာလည်းအဆုံးသတ်အားနည်းမှုတွေကြောင့်ဥဆောင်ကိုမရခဲ့ပေမဲ့ရီပါဘလစ်ကတယောက်ယောက်သွားချိန်မှာတော့အသာစီးနဲ့ကစားနိုင်ခဲ့ပြီးအနိုင်ကိုရီနဲ့တူနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်ရီပါဘလစ်ကတော့တံပြန်တိုက်စစ်ကစားပုံအားနည်းသလိုတယောက်ကလည်းယော့သွားတဲ့အခြေအနေကြောင့်ရှုံးပွဲတွေကအုပ်စုကနေထွက်ခဲ့ရပါတယ်ကမ္ဘာကလပ်အုပ်စုအဆင့်ပွဲစဉ်များပြီးဆုံးဖို့တညာသေးတာလိုအပ်တော့ချိန်မှာ ထူးခြားချက်တစ်ခုတွေ့ရပါတယ်အဲ့ဒါကတော့ဘရာဇီးလေးတင်စလုံးအောက်စုကျွတ်ပြီးတော့16တင်အဆင့်တက်လန်းသွားတာပါ အောက်စု A က Palmeiras B က Botafogo D က Flamengo နဲ့ F ရဲ့ Fluminense တို့ကတော့အကောင်းဆုံး16တင်အဆင့်နဲ့ပါဝင်လာခဲ့ပါတယ်သူတို့နဲ့ပတ်သက်ပြီးချီကျူးဖို့အကောင်းဆုံးချက်ကတော့၄တင်ပေါင်း၁၂ပွဲကစားထားရမှာတပွဲသာရှုံးနေခဲ့တာပါဆိုတော့ CWC ကိုအသိအရေအတွက်တိုးမြင့်ကျင်းပပေးမယ်ဘရာဇီးကလပ်တွေကအချို့အချောင်းဝင်ခွင့်ရရှိရာမဟုတ်ကြောင်းတတ်သိပြသွားတဲ့အချက်ပါပဲအခုဆိုရင်တော့ရှုံးထွက်အဆင့်တက်လန်းသွားတဲ့အသိအရေအတွက်14သင်းချီအဖြစ်ပေါ်လာပါပြီဘရာဇီးလေးသင်းကိုဖယ်ထုတ်လိုက်ရင် လက်ကျန်ဆယ်သင်းမှာဥရောပဆယ်သင်းအထိပါဝင်နေပြီးတော့အင်ရှင်အမေရိကအခြေဆိုင်အင်တာမိုင်ယာမီနဲ့မက္ကဆီကိုရဲ့မွန်တရီးစ်တို့ကတော့မြောက်အမေရိကကိုကူစားပြူတွေပါအာဖရိကအသင်းတွေအားလုံးအုပ်စုပြုတ်ကုန်ပြီးအာရှတိုက်မှာလည်းအဲဟီလည်းတသိန်းပဲမျောလင့်ချက်ရှိပါတော့တယ်။ သူတို့လည်းဒီနေ့ညမှာပါချူကာကိုနိုင်မှသာနောက်တစ်ဆင့်တလန်ခွေပိုင်ဆိုင်နိုင်မှာပါဒါကိုကြည့်လိုက်ရင် ရောဘအသင်းတွေပဲဘောလုံးကဘာကိုလွှမ်းမိုးနေတယ်သူတို့ကိုရင်ဆိုင်အန်တုနိုင်တာဘရာဇီးကလပ်တွေလောက်သာရှိတယ်ဆမ်မသားတွေကအက်သလက်တီကိုနဲ့တပွဲသာအရင်နေခဲ့တယ်လို့ချဲစီ PSG တို့လိုရောဘချန်ပီယံတွေကိုတော့အနိုင်ကန်တဲ့ဒီခြေစွမ်းထမ်းမြတ်ခဲ့ပါတယ်ရှုံးထွက်စစ်မှာတော့ဘာမီယားစ်နဲ့ဘူတာဖိုဂိုရိုအချင်းချင်းထိုက်တိုက်တွေ့ဆုံနေပြီးဖလာမင်ဂိုကဘိုင်ယန်မြူးနဲ့ ဖလူမီနစ်ကအင်တာမီလန်နဲ့ရင်ဆိုင်ရပါလိမ့်မယ်။အဲဒီခါမှလည်းဘရာဇီးတွေဘာတွေလုပ်ပြအောင်လဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့အတန်ငယ်ရင်အထင်မကြီးတတ်တဲ့ညင်တွေကအတိတ်မှာကြံခဲ့ပါပြီ။မကြံခဲ့သေးဘူးဆိုရင်လည်းခြံခဲ့ဝတ်တင်ပါပြီ။ဒီနေ့ဟာလူငယ်ရဲ့နေ့ဒီချိန်ကလူငယ်ရဲ့အချိန်ဖြစ်နေပါပြီ။နေ့ရက်တကာမှလူငယ်ရဲ့ဈေးတက်နေကြပြီ။ငယ်ကုန်းဆိုတာတထေးတိုင်းလုံးရှင်တိုင်းကတောင်းတရတဲ့အရာတစ်ခုလို့ဖြစ်လာနေပြီ။ဒီလိုအချိန်မှာငယ်ကုန်းနဲ့အလုပ်လုပ်ရတဲ့ဘလုံးလောကမှာလည်း လူငယ်ခြေတက်ကစားသမားလေးတွေပြိုင်းကြိုက်တဲ့အနေစီကိုင်ဖြစ်လာနေပါပြီ။ဒက်ဆိုင်ယာဂျူရီ၊လာမင်းယာမတ်၊ခိုးပါမား၊ဘာဂိုလာဒီလိုရှမ်းရှမ်းထောက်လူငယ်တွေကြားမှာမျက်ကွယ်မပြူထားတဲ့လူငယ်ခြေတက်တယောက်လည်းရှိလို့နေပါတယ်။သူကတော့ Juventus အသင်းရဲ့ Turkey လူငယ်တိုက်ဆက်သမားလေး Kenan Yildiz ပဲဖြစ်ပါတယ်။ပေါ်လိုတိုင်းပါလာနောက်ပိုင်း Juventus အသင်းရဲ့တိုက်ဆက်ကိုဦးဆောင်မဲ့လူတယောက်အဖြစ်2023-24ရာသီကစလို့ Yildiz ပေါ်လာတဲ့ Twin Goal တွေတလဟောမျောလင်းလို့မရပါဘူးမြဲသူပါရင်ပြိုင်ဘက်ခံစစ်တွေအရန်လှုပ်ရှော့ရတယ်။ ။ဘောင်လုံးနဲ့အတူဆွဲပြေးတာနေရာလွတ်တည်တဲ့ပြေးဝင်ကန်သွင်းတာတွေကအတော်လေးမြင့်မာတဲ့ဆီလင်တွေရှိတယ်။ဘဲတောင်မန်ကွင်းလေတိုက်စစ်၊ညာတောင်မန်နောက်ချန်တိုက်စစ်မှုအဆုံရတယ်။လက်ရှိ Juventus မှာ Vlahovic ကအဖုံးတစ်လုံးဆိုရင် Yilzak ကအဲ့ဒီဖုံးရဲ့အခြားကြာက Redus ဖြစ်ပါတယ်။အသက်20သာရှိသေးတယ်။သူကတိုးတက်လာအောင်မဲ့နှစ်ကာလတွေကရှေ့မှာစောင့်ကြုံနေပါတယ်။ဒီနှစ်ကာလတွေကိုခုယူစားသုံးမဲ့သူကဘယ်သူလဲ။လက်ရှိမှာလန်ဒန်ထက်သည်နှစ်သိန်းဖြစ်တဲ့ အာဆင်နယ်နဲ့ချက်စီကရီဒက်စ်ကိုမဖို့ပြင်ဆင်နေတယ်။ကြောက်လာခဲ့ရင်သူတို့အတွက်ကတော့ရွှေ့ပါပဲ။ဝန်ဒက်ကစ်တွေအကြောင်းပြောကြတဲ့အခါမှာရီဒက်စ်ကိုမျက်ကွယ်မပြုသင့်ဘူးလို့အထင်မိပါတယ်ရှင်။ဆလာဘီယောမန်ချက်စတာမြို့ကန်အသင်းနဲ့ဖြစ်တဲ့ယူနိုက်တက်စ်နဲ့စီတီသင်းတို့ကပေါ်တိုဂိုးသမားဒီယိုဂိုကော့စတာကိုခေါ်ယူဖို့အပြိုင်အဆိုင်ဝင်စားနေကြရလို့သိရပါဗျ။အသက်25နှစ်အရွယ်ပေါ်တူဂီလက်ရွေးစင်ဂိုးသမားကော့စတာက UEFA Nation League ပြိုင်ပွဲမှာပေါ်တူဂီအသင်းချန်ပီယံဆုရအောင်လက်ဆွမ်းပြနိုင်သူဖြစ်ပါတယ်။ ူကပေါ်တိုအသင်းနဲ့2029ခုနှစ်ထိစာချုပ်သက်တမ်းရှိနေပြီမြင်အခုနေမှာအသင်းပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေပါတယ်လက်ရှိမှာကော့စတာကပေါ်တိုအသင်းနဲ့ယူရို85တန်းတန်ရော်ကြီးစာချုပ်ချုပ်ဆိုထားပြီမြင်ယူရိုတန်း60နဲ့အသင်းပြောင်းရွှေ့နိုင်တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကအသင်းမှာလက်ဆံမပြနိုင်တဲ့ကိုသမားအိုနာနာရဲ့နေရာမှာအစားထိုးဖို့ကော့စတာကိုစိတ်ဝင်စားနေတာဖြစ်ပြီးမန်စီးတီးအသင်းကအီဒါဆန်ရဲ့နေရာမှာအစားထိုးဖို့ကော့စတာကိုပြင်မှတ်ထားနေတာဖြစ်ပေမဲ့ဒီနှစ်အသင်းက ဒီကိုသမားနှစ်ဦးကိုရောင်းချဖို့ခတ်နေပြီးလက်ရှိကိုသမားအရင်ရောင်းနိုင်မှကော့စတာကိုခေါ်ယူမှာပဲဖြစ်ပါရရှင်။အခုထင်ဆက်ပေးမှာကတော့အာဆင်နယ်ကွင်းလယ်လူသောမတ်စ်ပါတီကဇလကုံမှာအသင်းကနေ free agent နဲ့ထွက်ခွာဖို့တည်ကြသွားခဲ့ပါပြီ။အာဆင်နယ်ရဲ့ပါတီကစာချုပ်အသစ်အတွက်သတင်းပတ်ပေါင်းများစွာဆွေးနွေးခဲ့ပြီးမယ်။နှုံးနှစ်ဖက်သဘောတူညီမှုများခဲ့ပါဘူး။အသက်32နှစ်ရွယ်ကစားသမားက Premier League ရဲ့အကောင်းဆုံး number 6 player တွေထဲကတစ်ယောက်ဖြစ်ပြီးပရိသတ်တွေကတော့အထူးကကစားသမားတစ်ယောက်ကိုအခုလိုလက်မလွတ်သင့်ဘူးလို့ယုံကြည်နေကြပါတယ်။ ဂါနာကွင်းတယ်လူနဲ့အာဆင်နယ်ကလာစားနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေအဆင်မပြေဖြစ်ခဲ့ပုံမှာပဲသူရဲ့ငါးနှစ်ကြာနှီးပါအာဆင်နယ်ကစားသမားဘဝကမကြခင်ပြီးဆုံးမှုရှိနေပါပြီသူကို free agent နဲ့ခေါ်ယူဖို့ကလပ်အသင်းများပြကစိတ်ဝင်စားနေပါတယ်ဒီနေ့မှာဂျော်ဂျင်ဟိုပြီးရဲ့နောက်ပါတီကိုဆက်လက်လွှတ်ရဖို့ရှိနေတဲ့အာဆင်နယ်ကတော့ဝိုင်းရင်ကွင်းတယ်လူတွေရဲ့နေရာမှာစားထုတ်ဖို့ဇူဘီမန်တီကိုမကြခင်ခေါ်နိုင်ဖို့ရှိနေပြီ Brentford အသင်းခေါင်းဆောင် Norgard ကိုပေါင်ဆယ်သန်းနဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့လို့ပြည်တယ်မီဒီယာတွေကဖော်ပြထားပါတယ်ဘာကြောင့် နော်ကလည်းဆူဘီမန်ဒီပြီးရဲ့နောက်ဒီနေရာဒီဈေးကွက်ရဲ့ဒုတိယမြောက်အပြောင်းရွှေ့တစ်ခုဖြစ်မြောက်ဖို့အာဆင်နယ်အသင်းနီးစပ်နေပါတယ်။အာဆင်နယ်ပရိသတ်တွေမျောလင်းတောင်းတနေကြတဲ့တိုက်စစ်မှုတော့မဟုတ်ပါဘူး။ဆူဘီမန်ဒီလိုပဲနောက်ထပ်ကွင်းလည်လူတစ်ယောက်သာဖြစ်ပါတယ်။ဘရန်ဖို့အသင်းရဲ့ဒိမ့်မက်လက်ရေးစဉ်ကွန်းလယ်လူခရစ်စတီယန်နော်ဂတ်ကိုခေါ်ယူဖို့ယူရို၁၇တန်းနဲ့တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ကစားသမားကလည်းအာဆင်နယ်ကိုပြောင်းရွှေ့ဖို့ဆရာထက်တန်နေရာကြောင့်အသင်းနဲ့တင်းကြားညီနိုင်မှုတွေအဆင်ပြေရတဲ့အာဆင်နယ်ကစားသမားဖြစ်လာပါမယ်။ တဆက်တည်းမှာပဲဒီကစားသမားကအာဆင်နယ်ရဲ့ level မဟုတ်ကြောင်းအသင်းကထွက်ခွာတော့မဲ့အသက်32နှစ်အရွယ်သောမတ်စ်ပါတီရဲ့နေရာကို သူ့ထက်တဆင့်နေတဲ့32နှစ်အရွယ်ကစားသမားနဲ့အစားထိုးတာကရေရကြောင်းအန်ဒရီဘာတာဘာတွေရှောက်လုံနေပြီလဲမသိကြောင်းအာဆင်နယ်ပရိသတ်တွေထံက feedback တွေတက်လာပါတယ်။ဘာကြောင်းနော်ကတ်ကိုသူတို့ရွေးချယ်ခဲ့တယ်လဲဆိုတဲ့အဖြေကိုစာရေးသူမြင်တဲ့အတိုင်းသုံးသပ်ပြချင်ပါတယ်။ပထမဆုံးနော်ဂက်ကပါတီနီယာအစားဝင်ရောက်ဖို့လာရဲဆိုတော့အာဆင်နယ်ပြိတ္တရရဲ့ရှုမြင်ပုံကလွဲနေပါတယ် ကစားသမားရဲ့ profile ရကြည့်ရင်တော့ Partey Noget ကအတူတူ Zubimendi Jorginho ကအတူတ <Yeah. S 1> ူလိုဖြစ်နေရကြောင်း Arsenal ပရိသတ်တွေက Noget ကို Partey နေရနဲ့မှားနေကြတာဖြစ်နိုင်ပါတယ်။တကယ်တော့သူက Jorginho နေရအစားဝင်ဖို့သာဖြစ်ပါတယ်။ Zubimendi ကသာ Partey နေရအတွက်ဖြစ်ပါတယ်။ပါတီဂျော်ဂျင်ညိုနှစ်ယောက်မှာပါတီကအဓိကပွဲထွက်ကစားသမားဖြစ်ပြီးဂျော်ဂျင်ညိုကအရင်ကစားသမားဖြစ်ခဲ့သလိုဆူပီမန်တီနော့ကတ်နှစ်ယောက်မှာလည်းဆူပီမန်တီကအဓိကပွဲထွက်ကနော့ကတ်ကအရင်ဖြစ်အသုံးတော်ခံမှာဖြစ်ပါတယ်။ ။တကယ်တော့ Michael Adida ကတော့ George Nyo လို နီးစနစ်အသားပေး holding mile filter ကိုကွင်းလယ်ဘဟုချက်မှာအသုံးပြုပြီးကစားခွက်တည်ကျင်တဲ့သူ ဖြစ်ပါတယ်။၂023 January ဈေးကွက်မှာ George Nyo ကို Chelsea တင်းထံကနေခေါ်ယူခဲ့တယ်။ Number 6နေရာမှာထားပြီးတော့ tip line playmaker ဖြစ်အသုံးတော်ခံမှုသူ Adida ရှိခဲ့တယ်။ဒါပေမဲ့ဂျော်ဂျင်ယိုကအထင်သလိုဖြစ်မလာခဲ့ဘူးဖြစ်မလာခဲ့တဲ့အတွက်နောက်ဆုံးမှာတောမတ်စ်ပါတီဒက်ကလန်ရိုက်ဆိုတဲ့ double pivot ကို base ထားပြီး ရှေ့မှာအိုဒီကန်းနဲ့ခေးဆက်ခဲ့ရတာဖြစ်ပါတယ်။ဒီလိုခေးဆက်တော့ဘာဖြစ်လဲဆိုရင်လောအားနှုံးမိုင်းနဲ့ကွင်းလယ်အဖြတ်ပိုင်းမှာပူစရာမရှိပေမဲ့နီးစနစ်ပိုင်းကျွမ်းကျင်တဲ့ကွင်းလယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါရုန်းကန်လာရပါတယ်။အခုဆူပီမန်ဒီကိုရားလိုက်ပြီးဖြစ်တာကြောင့်အာတီတာပုံဖော်ခြင်းနဲ့ကွင်းလယ်ပုံစံကအထမြောက်လာဖို့ရှိပါတယ်။ဆူပီမန်ဒီ၊ဒက်ကလန်ရိုက်စ်၊အိုဒီကတ်အတွေကတော့လာမယ့်ရာသီမှာအာဆင်နယ်အသင်းရဲ့ပထမဦးစားပေးကွင်းလယ်အတွေဖြစ်လာပါမယ်။သူတို့တောင်းအထက်ကတရားဝိမြားမကကစားနိုင်ခဲ့ရင်ပထမဆုံးအစားဝင်မဲ့သူအဖြစ်မီကေမာရီနိုရှိပါတယ်။ အသင်းရဲ့စတုထဥစားပေးကွင်းလည်လူဆိုတော့နောက်ထပ်ပြင်စမဥစားပေးကွင်းလည်လူဖြစ်မကြသေးခင်ကမှအသင်းနဲ့စာချုပ်တစ်ချုပ်ဆိုထားတဲ့ Lewis Kelly ကိုမြင်မိပါတယ် Skelly ရဲ့မူလ position ကကွင်းလည်ပါလူငယ် academy မှာတောက်လျှောက်ကွင်းလည်ကစားသမားဖြစ်ကစားခဲ့ပြီးအသင်းကြီးရောက်မှဘဲအစွန်နောက်ကလူနီယာနဲ့ဓာတ်တက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အကွင်းထဲမှာစကဲလီရဲ့ကစားပုံကိုကြည့်ရင်အလဲကျော်ကွင်းလေဧရိယာထဲအထိကျွမ်းကျင်စွာဝင်ကစားနိုင်တာကိုတွေ့ရပါတယ်။ ဘဲဆွန်နေရာမှာကာလာဖီယိုရီနဲ့တင်ပါတို့လိုအရေးသွေးရှိတဲ့ကစားသမားနှစ်ယောက်ထိရှိနေတဲ့အချိန်မှာအာဒီတာကလီဝစ်ကယ်လီကိုကွင်းလယ်မှာတုံးမပြုတ်ဘူးလို့ဘယ်သူပြောနိုင်မှာလဲသူတို့အားလုံးပြီးတော့မှနော့ကက်လာမှာဖြစ်ပါတယ်အသင်းရဲ့ကွင်းလယ်ဖက်ကင်းအော်ရာမှာတော့နောက်ဆုံး6ရောက်မြောက်လူဖြစ်တာနော့ကက်ကရှိနေတာပါသူရှိကကွင်းလယ်လူတွေမကစားနိုင်မှအရေးမပါတဲ့ပွဲတွေမှာနော့ကက်ကိုအသုံးပြုမှာဖြစ်ပါတယ်အိုဒီကက်ဒက်ကလန်ရိုက်စူပါမန်တီမာရီနိုစကယ်လီစားတဲ့ ွင်းလယ်အစုဖွဲ့ကခြေစွမ်းအသက်ရွယ်အတွေ့အကြုံစံခိုင်မှုဘယ်နာကဆန်းဆန်းအကောင်းကြီးရှိနေသေးတယ်။လုံထိုင်ကင်တိုင်းကျန်းနိုင်ရန်နိုင်တဲ့အစုဖွဲ့ကြီးဖြစ်ရှိနေသေးတယ်။ OTG ကအသုံးစများလောက်အောင်ခြေကျသွားတယ်။ Rice Kala ရှိတဲ့ရရတယ်။ Supermandi က Real ပြောင်းသွားတယ်ဆိုတာမျိုးတွေမဖြစ်သေး၍ဒီကွင်းလယ်အုပ်စုအဖွဲ့ကိုအာတီတာပြင်မှာမဟုတ်ပါဘူး။နောက်ထပ်ကွင်းလယ်အတွက် Big Player Signing မျိုးထပ်လာမှာမဟုတ်ဘူး။အဲ့ဒီလိုတွေမဖြစ်သေးရင်ကွင်းလယ်မှာဒူပေတာပေခံပြီးလူသုံးဘဝနဲ့ခြေနဲ့နေမဲ့သူမျိုးကလိုအပ်ပါတယ်။ 32နှစ်ဖြစ်ဖြစ်32နှစ်ဖြစ်ဖြစ်အရေးကြီးတာကြောင့်ကလည်းဒါကြောင့်ပါပဲ။နော့ကတ်ထွက်သွားရင်လည်းအစားဝင်မဲ့သူကနော့ကတ်လိုလူမျိုးပဲဖြစ်နေအောင်မှဖြစ်ပါတယ်။အသင်းဘုတ်အဖွဲ့ကချပေးထားတဲ့ဘတ်ဂျက်ကိုအရေးတကြီးလိုအပ်တဲ့တိုက်စစ်ပိုင်းအတွက်ပုံရောသုံးဆရမယ့်အချိန်မှာတန်း40တန်း30တန်နဲ့ကွင်းလည်လူတွေအတွက်အာဒီတာနဲ့အန်ထရီဘာတာမှာအာရုံမရှိပါဘူး။ဈေးချွချုံနဲ့ရရင်တော့လစာလွတ်တောင်းမဲ့ကွင်းလည်လူတွေလည်းသူတို့မလို့ချင်ဘူး။အဲ့ဒီလစာကိစ္စမညှိရလို့ပဲသောမတ်စ်ပါတီကိုလက်လွတ်ထားရမှာမဟုတ်လား။ ဒီတော့ဈေးချူချူနဲ့လည်းရမယ်။လာစားလည်းအဆင်ပြေမယ်။လူသုံးလည်းဖြစ်ရမယ်။ကိစ္စမရှိဘူး။အာဆင်နယ်ဂျာစီဝင်းရရင်ဂျင်းနဲ့တယ်ဆိုရဲကွင်းလယ်လူမျိုးကသာအာတီတာတို့ရဲ့ IDN Mindfield Signing ဖြစ်လာမယ်။ဒီလိုကစားသမားမျိုးတွေထဲမှာနော့ကတ်ကတော်တော်လေးအဆင်ပြေတဲ့အထက်မှာပါတယ်လို့သူတို့ယုံကြည်တယ်။ဒါကြောင့်နော့ကတ်ကိုခေါ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။ Fantastic Premier League ဆော့ဘူးတဲ့သူတွေဆိုရင်သိပါလိမ့်မယ်။စင်းနေဆုံးဘတ်ဂျက်ကစားသမားချင်းတူတူမှာတော့သူများထက်နည်းနည်းပို့ပြီးအမှတ်ရှာနိုင်တဲ့သူမျိုးကိုပဲကို့အတင်းရဲ့အရန်ခုံမှာထားတယ်လေ။ အာဆင်နယ်နဲ့နော့ကတ်ကလည်းဒီသဘောပါပဲနော့ကတ်ကဘရန်ဖို့အသင်းစတင်တန်းတက်လာတဲ့2021-22ရာသီတုန်းကဘရန်ဖို့အသင်းရဲ့ပရိသတ်တွေကရွေးချယ်ချင်းမြင့်တဲ့တနစ်တာအကောင်းဆုံးကစားသမားစုကိုရောအသင်းပေါ်တွေကရွေးချယ်ချင်းမြင့်တဲ့တနစ်တာအကောင်းဆုံးကစားသမားစုကိုပါရရှိခဲ့ပူတဲ့ကစားသမားဖြစ်ပါတယ်။ဒိမ်းမြလက်ရွေးစဉ်အသင်းမှာပုံမှန်ပွဲထွက်တနေရာရာထားတဲ့ကစားသမားဖြစ်တယ်။ကွင်းလယ်မှာ charity walk day ပိုင်ပိုင်နိုင်နိုင်လှုပ်လာနိုင်တယ်။ဘလုံးလာမယ့်လမ်းကြောင်းကိုကြိုတင်တွက်ဆပြီး intercept လုပ်တာတွေကောင်းတယ်။ပြီးတော့ တယ်ကန်ဘောတွေမှာခေါင်းတိုက်သွင်းတဲ့နေရာမှာထူးချွန်တယ်။ဒီချက်ကအာဆင်နယ်အတွက်ဆက်ချုပ်ဆိုင်မှာပိတ်ဆအပ်ပြီးတီးတန့်ချုပ်တဲ့ Taylor Made လိုအဝန်ခွင့်ကြဖြစ်စီရပါပဲ။လိုအပ်ရင်ညာအစွန်နောက်ခံလူနေရာနဲ့ဘို့ခံစစ်မှုအဖြစ်ပါကစားပေးနိုင်သေးတယ်။ဒီဆောင်ဘက်ကတော့ဘာကြောင့် Knockout လဲဆိုတဲ့မေးခွန်းကိုဒါကြောင့် Knockout ပဲလို့ပြန်ဖြေတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ပရိသတ်ကြီး။ဘုဆလာတင်ဆက်ပေးချင်တာကတော့ Victor Joker United စီပြောင်းမှုဘာလို့သတင်းပြန်ထွက်လာတာလဲဆိုတဲ့အကြောင်းလေးပါ အာဆနယ်တိကပြင်မှန်ဆက်စကိုက Instagram မှာအာဆနယ်ကိုဒီနေ့ပဲစတင် follow လုပ်လာကြအောင် Fabrizio Romano ကကြံလိုက်ပါတယ်အာဂျင်တာကဇူလိုင်16စင်ကာပူမှာကစားမယ် friendly match မတိုင်ခင်တိုက်စစ်မှုခေါ်ပေးဖို့အသင်းကိုတောင်းဆိုထားပါတယ်။အာဆင်နယ်ဦးစားပေးပြမကတော့ Sesco ပါပထမတစ်ခေါက်က United ကိုမလာဘူးနောက်တစ်ခေါက်ဆွေးနွေးဖို့မရှိဘူး။ဘာညာသတင်းထွက်ခဲ့တဲ့ Joker ကမင်းညာက update မှာတော့ team tour ရဲ့ပေါ်ပြလာမှုမှာဆို ယူနိုက်တက်စီအခုနေရာဒီလာဘူးပေါင်းချင်တယ်ဆိုပြီးရေးသားပါတယ်ဆိုတော့ကအဖြေကဆက်စကိုကအာဆနယ်စီရောက်တော့မှဖြစ်လို့ဂျိုကာကယူနိုက်တက်စီပြောင်းချင်တယ်ပါညာဖြစ်လာတာပါပဲတကယ်ပဲပြောင်းချင်တာဆိုရင်တော့အဓိကစကားပြောရတော့မှာကပြောင်းရွှေ့ချေပါအသင်းနဲ့ကစားသမားကြားမှာဒါနဲ့ပြဿနာတက်နေရဆိုတော့နှုံးနှစ်ဖက်အဆင်ပြေအောင်ညှိနှိုင်းနိုင်ရင်တော့အပြောင်းရွှေ့ကဖြစ်မယ်မဟုတ်ရင်တော့အပြောင်းရွှေ့ဖြစ်လာဖို့မရှိပါဘူးရှင် ။ဆလပီခြေစည်းတင်ကတော့ကလကဘာဗလာပြိုင်ပွဲကိုဝင်အောင်ရှင်းပြိုင်တဲ့အတွက်စတားလင်ပေါင်28တန်အော်ဆူစင်ပွဲစဉ်2ပွဲအနိုင်ရရှိမှုအတွက်စတားလင်ပေါင်3တန်နဲ့16တင်းစဉ်ကိုတက်ရောက်ခဲ့တဲ့အတွက်စတားလင်ပေါင်5.5တန်စုစုပေါင်းစတားလင်ပေါင်36.5တန်တိရရှိထားပါတယ်။ချက်စီတင်ကဒေါ်မွန်တင်ရဲ့တာဝန်ကစားသမားဂျေမီကစ်တန်ကိုခုံနိုင်မှုလွဲချော်ခဲ့ပါကမန်ချက်စတာယူနိုက်တက်တင်ရဲ့တာဝန်ကစားသမားအလက်ဂျန်ဒရိုဂါနာချိုနဲ့လိုင်ယွန်အသင်းရဲ့တာဝန်မာလီဖိုဖာနာဒိုကိုပြတ်မဲ့ ကစားသမားစင်ထဲထည့်သွင်းထားပါတယ်။ချက်စီတန်ကတော့ Mike Mike ညွန်နဲ့အပြောင်းရွှေ့ပြပြပြီးရဲ့နောက်မှာတော့နောက်ထပ်ကမ္ဘာအဆင့်ရှိတဲ့ကိုသမားတူကိုရှောက်ခွင့်နေပြီးအသက်33နှစ်ရွယ်ချောင်းမင်းကိုသမား Mark Entry Tastigan ရဲ့အပြောင်းရွှေ့အခြေအနေနဲ့ပတ်သက်ပြီးဘာစီလိုနာအသင်းထံမြန်မြန်ခဲ့လို့သိရပါတယ်။ဒါ့အပြင် Tastigan ကဒီနေ့ပြီးခဲ့တဲ့ရှားသီမှာဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲဆုံးကိုယ်ဝဲတာကစားခွင့်ရခဲ့ပြီး clean sheet တပွဲရရှိခဲ့ပါတယ်။ ချဲစီသိန်းကကလပ်ကဘာဖလာရှုံးထွက်အဆင့်မှာတော့ဘင်ဖီကာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးချဲစီနဲ့ဘင်ဖီကာတို့ကဥရောပပြိုင်ပွဲတွေမှာအချိန်ရင်အနေငယ်သာထိတိုက်တွေ့ဆုံမှုပါတယ်။ဒါပေမဲ့ဒီတွေ့ဆုံမှုတွေမှာချဲစီကအသာစီးရခဲ့တာကိုတွေ့ရတာပဲဖြစ်ပါရဲ့ရှင်။ရခင်ကတွေ့ဆုံမှုတွေကချဲစီနဲ့ဘင်ဖီကာတို့ရဲ့အမမရရတွေ့ဆုံမှုတွေကတော့2017-2018ချန်ပီယံလိကွာတာဖိုင်နဲ့ပထမအကြော့ဘင်ဖီကာအင်ကွင်ဘင်ဖီကာ01ချဲစီ ဒီပွဲမှာတော့ချယ်ဆီကအဝေးကွင်းမှာအရေးပါတဲ့အနိုင်ဂိုးတကူရယူနိုင်ခဲ့ပါတယ်။အခုလာမယ့် Club World Cup Round 16မှာလည်းအရှင်တိုင်းမဲ့အနိုင်ရလန်နဲ့မှတ်တိုင်တကူစိုက်တူသွားမလားဆိုတာကတော့ကျွန်တော်တို့ချယ်ဆီတင်းကိုရင်ပတ်ကြီးနဲ့အားပေးလိုက်ကြရအောင်လားရှင်။ Enzo Fernandez က Benfica ကနေချယ်ဆီကိုပြောင်းရွှေ့ခဲ့သူပါ။အခုသူ့အတင်ဟောင်းဘင်ဖီကာနဲ့ပြန်ဆုံထွေးရမယ်ဆိုရင်စိတ်ဝင်စားစရာတွေရှိလာပါလိမ့်မယ်။ကလပ်ကမဗလာပြိုင်ပွဲရဲ့အုပ်စုစဉ်ပွဲစဉ်တွေပြီးဖို့နီးကပ်လာပါပြီ။လက်ရှိအနေအထားအရတော့ချယ်ဆီတင်ကဘိုလူပွဲအထိလမ်းကြောင်းချောင်းနေပါတယ်။အခုညကစားမယ့်ပွဲမှာသာ မန်စီးတီးကယူဗင်တက်အသင်းကိုအနိုင်မကစားနိုင်ပေအောက်စုဒုတိယရခဲ့မယ်ဆိုရင်ချယ်ဆီသင်းကကလပ်ကပဖလားပိုလူပွဲကိုရောက်ရှိဖို့အလားအလာအလွန်များသွားမှာပါသူ့ဘက်ချမ်းမှာယူဗင်တက်ဘိုတာဖိုကိုအသင်းတို့လောက်သာသတိပြုစရာရှိမှာဖြစ်ပြီးတော့ချယ်ဆီသင်းရဲ့နေထိုင်ရာအဆိုပါအသင်းတွေကိုအနိုင်ယူကြဖျက်ဖို့အလားအလာရှိနေပါတယ်မန်စီးတီးသားအောက်စုပထမရပြီးချယ်ဆီသင်းဘက်ချမ်းကိုရောက်လာခဲ့မယ်ဆိုရင်တော့ဆီမီဖိုင်နယ်အဆင့်ကချယ်ဆီကိုပြိုင်ပွဲကနေနှုတ်ဆက်ရစေမယ့်နေရာတစ်ခုဖြစ်လာနိုင်ပါတယ်ပရိသတ်ကြီး။ အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ Page ကနေ20ဘောလုံးသတင်းကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါရဲ့နော်ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်